သူကတော့ငါးချက်ကာထာနဲ့အကျိုးများကိုတိလိုသူတွေအတွက်ဝေမျှပေးလိုက်ပါတယ်။အသက်20ကျော်အရွယ်တုန်းကဒီကာထာကိုစပြီးရတော့ကောင်းစဉ်ကဝိဇာနဲ့တွေ့နိုင်တော့ပတိစိတ်တော်ရတော်ရမှာဖရာဘူးအဋ္ဌံတကူသွားဝင်တော့အဲ့ဒီမှာရှေဟောင်းဂျန်တကူဖတ်မိလို့မှတ်လာခဲ့တယ်။သူကတာမကဒီပနီဂျန်ပါ။အဲ့ဒီမှာရေးထားတာကအတူချုပ်ကိုပြောရရင်ဒီလောကမှာဗုဒ္ဓနုတ္တိကမ္မထံဆိုတာစိတ်ရဲ့အလိုဆန္ဒကိုပြီးစေတတ်တဲ့တရားပါ။ ဲ့ဒီထဲကမှသူကတော်ဂုံတော်ကိုပွားများတဲ့ဗုဒ္ဓနုကတိကမ္မထာဟာအလုံးစုံသော စိတ်တဆန္ဒဝိရိယပညာတိဟုသောအဋ္ဌိပတ်ကိုပြည့်စုံနိုင်တယ်လို့ရေးထားပါတယ်။နတ်တကြားရဲ့မြင့်တက်တဲ့ဂုံတော်တစ်ခုလည်းဖြစ်ပါတယ်။ကြီးမြတ်တဲ့အမှုကိစ္စအမှန်သမျှပြီးစီအောင်မြင်စေတတ်ပါတယ်။ဒါကဟိုးရှိရှိတုန်းကဣမဝန္တာမှာတရားအထုတ်တဲ့အလကပယတိနဲ့ဝိထဒီပယတိနှစ်ဦးမှာတဦးကစုတည်ပြီးတာဝရိသာမှာတကြားဖြစ်တယ်။ ။ဒါနေ့တော့ငွေရင်းရှိတဲ့ပြီးမဝန်တာကိုလာစကားပြောရင်အမေးအဖြေလောက်တဲ့နေရာမှာတရားမင်းကပြောသွားပါတယ်။ဒီတုက္ကတော၅ချက်ကိုပဲအဲ့ဒီတရားမင်းကပဲအဲ့ဒီကြံတဲ့ရစ်သစ်ကိုတင်ပေးသွားတာလို့ရေးထားပါတယ်။အဲ့ဒီကြံမှာတပုတ်ဆိုရင်မဒီတလုံးချတနေ့ကို28ပတ်စိတ်ပါ။မိမိတတ်နိုင်သလောက်အခောက်ရည်ကိုအတိတ်ထံရုတ်ဖက်ပြီးပူဇော်ပါဒါမှမဟုတ်ပတိစိတ်ပါသူကတော်ငါးချက်ကိုပွားရင်ရရှိပြီးတဲ့ဈေးစိတ်ဥစ္စာဈေးပွားဥစ္စာတို့ကမစုံမယုတ်မချိုးငဲတဲ့အကျိုးကိုရစေပါတယ် ဒီဂုံတော်ကလူပြည်မာတမကနတ်ပြည်ကနတ်တွေအလွန်ချစ်တဲ့ပွားများတဲ့ဂုံတော်ပါနတ်တွေလည်းစောင့်ရှောက်ခံရတတ်ပါတယ်ကျော်အောင်ဆန်သားဆရာတော်ကတော့ဒီဂါထာကအာယုသိတိကိုပုံမထိုးရပဲနဲ့ပေါက်တယ်ရွှေငွေလည်းဖြစ်တယ်နတ်လူအပေါ်ဩဇာကြီးတယ်အလွန်အကျိုးကြီးတယ်လို့ရေးထားပါတယ်ဟုတ်လားမဟုတ်လားအလောင်းတော်ကတပ်ပတ်မှာဒီပဒီ၉000အဋိဌံတာဝန်လားနတ်တွေဝိဇာတွေဘိုးဘိုးအောင်တို့မဟာမြိုင်ဆရာတော်တို့လိုပုဂ္ဂိုလ်တွေရဲ့အမျိုးမျိုးစောင့်ရှောက်ဝင်မှုကိုလည်းရခဲ့ပါတယ် နတ်အမျိုးမျိုးကိုလည်းတွေးကြရပါတယ်။အရိယာသူတော်ကောင်းတွေနတ်တွေဝိဇ္ဇာတွေနဲ့တွေးတာစောင့်ရှောက်ခံရတာဖြစ်စေပါတယ်။ကျောအောင်စံထားဆရာတော်ကြီးကတော့ပြာပုံတောင်ရှင်မရှင်မေပြုကိုဒီကာထားပဒီစိတ်ဖို့ပေးခဲ့တာအဲ့ဒီဘုံမစိုးနတ်သမီးအဆင့်တက်သွားတယ်လို့ဖတ်ပူပါတယ်။သားပြောမရသမီးပြောမရကိုလင်ကိုမယားကလည်းကိုကိုမလေးစားဘူးလား။ဒီကုံတော်ပဲွားလိုက်ပါ။ဘုရားရဲ့ဘုံတော်အရေးကိုခိုးလုံလိုက်ပါ။ တပားသောပညာသည်တွေရဲ့ဖောက်ပြန်တဲ့ဇေဝါအစာတွေကိုမူလဇာတိပဂတိယုတ်ကိုပြန်စေပါတယ်ပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်တွေရဲ့အတူဆောင်လျှောက်ခြင်းနတ်တွေရဲ့စုံစည်းမစားမှုကိုခံရခြင်းပညာခွင့်တိတ်တိတက်ခြင်းဘုံကိုအာနုဘောကြီးမားခြင်းအံ့ဩဖွဲ့ရာပြည့်ရစံတွေကိုကြုံဆုံပြီးလက်ရှိအခြေအနေကနေတိုးတက်စေနိုင်ပါတယ်လိုချင်တာမရလို့စိတ်ညစ်နေမဲ့အစာဒီကုံတော်ကိုပဲပွာလိုက်ပါနေ့စဉ်ဒီဂါတာကိုတက်စစ်ရုပ်ပွာနေပါပြောသမျှဩဇာညောင်းစေအရာဝင်စေပါတယ် ဇကားနဲ့အသက်မွေးနေတဲ့သူတွေစာပေပညာသင်ကြားနေတဲ့သူတွေစာမျိုးပွဲမဖြေနိုင်လို့စိတ်ညစ်နေတဲ့သူတွေအားကိုးလောက်ပါတယ်ဒီလောက်ဆိုအကျယ်ကိုတီးလောက်ရောပေါ့စူညာစူညာပွတ်လို့ရနေတဲ့ကိုယ့်ရဲ့မိသားစုကိုယ့်ရဲ့အုပ်စုကိုလည်းငြိမ်သက်အေးချမ်းသင့်မြတ်နိုင်စွာရှိစေတယ်တခါတခါလမ်းပေါ်မှာသွားရင်းလာရင်လည်းဒီဂါထာကိုကားမှန်ရှိမှတရူတေရေးထားတဲ့ဂုံတင်ကားတွေစလုံးကားတွေရှာရှာပပတွေးခဲ့ဘူးတော့ဒီဂုံတော်ရဲ့လက်တွေ့အကျိုးခံစားရတဲ့သူတွေပါလားဆိုပြီးမူဒိတာပွားမိပါတယ် အလုတ်ကိုင်းအခွင့်လန်းကောင်းတိုးတက်လန်းတွေပေါ်ပေါက်လာပါလိမ့်မယ်။သူကတော်၅ချက်ကာထာကတော့သူကတော်သူကတာဌာနံသူကတော်သုံးလျံပိစသူကတော်နိဗ္ဗာန်ံယာတိသူကတော်တေနမောနမ။အနတ်အတိတ်ပဲကတော့ကောင်းသောစကားကိုဆိုတော်မူသောမြတ်စွာဘုရား။လာချင်းကောင်းတော်မူသောမြတ်စွာဘုရား။နိဗ္ဗာန်ကိုကောင်းစွာကြွသွားတော်မူသောမြတ်စွာဘုရား။တို့မြတ်စွာဘုရားအာယူသည်မြတ်လို့လက်ဆုံမူ၍ချစ်ကိုကြတော်ပါ၏ဘုရား။ ဒီကထာအကြောင်းကိုကြောအောင်ဆန်ထားဆရာတော်ဘုရားကြီးကတော့မိတ်ပါတယ်ဘိုးမထိုးတတ်ရင်မထိုးနဲ့တေချာပေါ့မွဲမှာချမ်းသာခြင်းရင်သူကတော့ငါးချက်ထုံစမ်းပါမင်းမချမ်းသာပဲမွဲရင်တော့ချမ်းသာတဲ့လူတွေထက်သာလိမ့်မယ်လို့မိတ်တော်မူခဲ့ပါတယ်ဒီကထာကစာထဲမှာပရပိုက်ထဲမှာရေးထားတာကတော့ကာယသိတိဒနာသိတိလာဘသိတိပိယသိတိအာယောဇသိတိအာယုသိတိအတိကိုပေါင်းယောက်နိုင်ပါတယ်ကျမ်းမာပြီးအသက်ရာထောင်မကရှိနိုင်တဲ့ဘိုးမထိုးပဲရွှေငွေဖြစ်စေတဲ့ကာထာလို့ရေးထားပါတယ် ကျမ်းမာရည်ညံ့တဲ့သူတွေသူကတော့ငါးချက်ကားတာကိုဆွဆွဲမြမြပွားခဲ့ရင်ဈေးမရှိတဲ့ယောဂါတွေအတွက်နတ်ဈေးဝိဇ္ဇာဈေးတွေလောက်ပေးလို့တောက်ရတတ်ပါတယ်ယောဂါတွေလုံးဝပျောက်ကင်ချမ်းသာစေပါတယ်ဒါကြောင့်ရုပ်ကိုတိုက်တွန်းရတာပါအဲ့ဒီဂါထာကနေအိမ်တိုက်တာအဆောက်အုံတိုးဝါးရေးအတွက်လည်းအားကိုးရပါတယ်ယင်နဲ့အသက်မွေးရတဲ့သူတွေဂရီးသွားတွေပြည်တွင်းပြည်ပဂရီးသွားတွေအတိတ်အငေါမရှိအစဉ်ပြေကြုံးမွေးစေပါတယ်သူကတော့ငါးချက်ဓာတ်ကြီးလေးပါအဋိဌံပတိပတ်အရေးအတွက်တွေကတော့ 8400တမခန္ဓာပေါင်းကိုရည်စုပြီးတော့156ပတ်နှစ်သိန်း4000အဒုရှိတဲ့ပထဝီမြေဓာတ်ကိုရည်စုပြီးတော့445ပတ်4သိန်း8000အဒုရှိတဲ့အာဘောရေဓာတ်ကိုရည်စုပြီး890ပတ်9သိန်း6000အဒုရှိတဲ့ဝါရောလေဓာတ်ကိုရည်စုပြီး1980ပတ်တသန်း9သိန်း2000အဒုရှိတဲ့တေဇောမီးဓာတ်ကိုရည်စုပြီး3560ပတ်စုစုပေါင်း6830ပတ် အဋိဌံမပြတ်အောင်တနေ့ကိုအနည်းဆုံးတစ်ပတ်စိတ်ပါကိုယ့်ရဲ့ဇွဲလုံးလာဝိရိယနဲ့တရားတရားကိုမှတ်ကြောက်တင်ခြင်းအစမ်းသခံခြင်းတစ်မျိုးပဲဖြစ်ပါတယ်အကြောင်းတစ်ခုခုကြောင့်ပြတ်သွားခဲ့ရင်စိတ်ပြတ်မသွားဘူးတော့တတိထားတင်တယ်အကျန်းအားဖြင့်တနေ့ပတိပတ်ပေါင်း20စိတ်ရင်တနေ့အတွင်းမနှောမယတိတ်တိပေါက်ပြီးစိတ်အလိုရှိသလောက်ပြီးမြောက်စေနိုင်ပါတယ်ပြာဆိုတာကလူတိုင်းမှာရှိပါတယ်။ပြာတတ်အားနည်းတယ်များတယ်သာကွာတာဖြစ်ပါတယ်။ လူတိုင်းပြရတတ်ကောင်းနေဖို့လဲလိုပြန်ပါတယ်ဒါဘာကြောင့်ပါလဲလူလောကမှာစာဝတ်နေရေးစီးပွားရေးအတွက်စီးပွားရှာရပါတယ်ဒီအခါမှာဒူးမှုရေးပေါင်းသင်းဆက်ဆံရေးဆိုတာပါလာပါပြီအဲ့ဒီအခါမှာပြရတတ်ကအရေးပါလာပါပြီဘာဆိုင်လို့လဲလို့မေးလာရင်လူတွေကကိုယ့်ကိုမေတ္တာတပ်ဝင်အကောင်းမြင်စေတနာတပ်ဝင်မှပဲလူမှုပေါင်းသင်းဆက်ဆံရေးကောင်းနေမှပဲရပါလိမ့်မယ်ဒီလိုမဟုတ်ပဲလူတိုင်းကမုန်းနေရင်စီးပွားဖြစ်ပါဦးမလား တခြားကိစ္စအဝဝရော လူမုံများနေရင်အစဉ်ပြေပါမလားပြောစရာဖြစ်လာပါပြီ ပြီးရမှလဲတဏ္ဏနဲ့တက်မှတ်တဲ့ပြီးရနဲ့မေတ္တာတက်ဝင်စီတဲ့ပြီးရဆိုတာရှိပြန်ပါတယ်တချို့ကဆရာကြီးစီမှာအဆောင်လက်ဖွဲ့အစီရင်တွေလာမယူကြတဲ့အခါမှာဆရာပြီးရကြမ်းကြမ်းလေးနော်အဲ့လိုပြောပါတယ်ပြီးရကြမ်းကြမ်းလေးဆိုတော့ဘလို့ကြမ်းတာတော့အဲ့ဒီခါမှာသူကပြောပါတယ်ကောင်မလေးတွေကြီးစီချင်တာတဲ့ပြီးရမှတကယ်မြင့်မြတ်ရင်ကောင်မလေးတွေကြီးပဲချစ်ကြတာ ကောင်လေးတွေကြီးပဲချစ်ကြတာမဟုတ်ပါဘူးတကယ်ပီရအစစ်ကစိတ်နှလုံးကို မွေးလျော်စေပါတယ်မြင်မြင်သမျှလူနတ်တတ္တဝါအားလုံးမြင်ကကြားကတိကများနဲ့ချစ်ခင်မေတ္တာတတ်ဝင်စိတ်တွေဖြစ်လာပါတယ်ဒီလိုပီရမျိုးကမြင့်မြတ်ပါတယ်ဘဝတစ်ခုလုံးကိုပြောင်းလဲတိုးတက်စေနိုင်ပါတယ်ဇမင်သားကြီးဥဖိုးစိန်ဟာ ရုပ်ရည်ချောမောလုံးလို့ဝဏကြော်ထင် great ဥဖိုးစိန်ဆိုပြီးဝဏကြော်ထင်ဘွဲ့ရခဲ့ပါတယ်သူဟာဇက်ထွက်ခါနီးမှာ ဧဗမိဗုဒ္ဓံတရဏံစေတာဆိုတဲ့ဂါထာတော်ကိုအမြဲရွတ်ပါတယ်။အဲ့ဒီဂါထာတော်ရွတ်လို့ဒီလိုနာမည်ကြီးလာတာလို့ဆိုလိုတာမဟုတ်ပါဘူး။သူရဲ့အရေးချင်းနဲ့ပိယဂါထာတော်ရဲ့မြင့်မြတ်တဲ့ပိယစံကိုရရှိတဲ့အခါမှာလူတည်သွားပေမဲ့လည်းနာမည်မတည်ပဲနာမည်ကြီးပြီးဘဝတိုးတက်ခဲ့ပြီးတော့တမိုင်းတွင်ခဲ့ပါတယ်။ဒီလိုပဲပိယပေါ့ရင်ဒနာသိတိကအလိုလိုပေါက်ပါတယ်။တချို့ကမေးပြန်ပါတယ်။တချို့ပိယတွေကလက်လာဘကိုပိတ်တယ်ဆိုတာဟုတ်လားတဲ့။ရှိပါတယ်။ တချို့သောပီရတွေဟာမိမကိစ္စတနာကိစ္စမှာအလွန်ကောင်းပါတယ်ဒါပေမဲ့လက်ပိတ်ပါတယ်ယုံညာနဲ့အတန်နဲ့နေကြတဲ့အဆောက်တွေကပ်ပြီးပီရမှာကောင်းဝင်မဲ့လေလက်ကိုပိတ်စီတာပါတို့ပေမဲ့ပီရရဲ့သဘောကအမှုအပွင့်သဘောတရားဖြစ်တဲ့အတွက်ကြောင့်ပီရမှန်ရင်ပီရသာမကလာဘပါ နောက်ကလိုက်ပြီးပွင့်စီပါတယ်ဒါမှအပွင့်အမှုပီရမှန်ပါတယ်ဒီလောက်ပြောလိုက်ရင်တော့ပီရအကြောင်းရှင်းတာများသွားပါပြီ ီးရမှာတည်တည်တသာကောင်းစီတဲ့ဂါထာလေးတစ်ပုဒ်ကို ပြောခြင်းပါတယ်။အဲ့ဒီဂါထာလေးကတော့အုံမေတ္တာမေရီရာဇာဩဟာအုံမနုရာဇာတိုင်းအုံတမိုင်းရာဇာတက်เสียတက်အုံနေရပရံကတ်เสียကတ်ဒီမန္တန်ကိုရွတ်ဖတ်မယ်ဆိုရင်မြင်သူတိုင်းမေတ္တာတက်ဝင်ချစ်ခင်စေပါတယ်။မိမတွေအလုံးကတ်ပါတယ်။စီကို38ခောက်မှန်းပြီးနဖူးဆန်ဇတ်မှာတုတ်လိမ့်သွားမယ်ဆိုရင်ယိုသေးခန့်ညာလေးစားစေပါတယ်။ဒီဂါထာကို မော်အဖြစ်လဲသွင်းယူလို့ရပါတယ်ဘလို့သွင်းရမလဲဆိုရင်ဓမင်းဖြူနဲ့တစ်တီအစုံကို ရသလောက်ပကံထဲမှာထည့်ပြီးအဲ့ဒီမန္တန်နဲ့38ခေါက်မန်မီစားရပါမယ်မနက်နေ့လယ်ညစာအဲ့ဒီအစာကိုပဲစားရပါမယ်ပြင်ပအသားငါမစားရပါဘူးအသီးတသက်လို့ပဲစားရပါမယ်စားတဲ့အခါမှာစားသမျှတောက်သမျှရေကစအဲ့ဒီမန္တန်တော်နဲ့38ခေါက်မန်မီစားရပါမယ်ဒီနေ့တိုင်း49ရက်မပြတ်စားရပါမယ် မော်တက်စင်ရက်အတွင်းမှာညအိတ်တဲ့ခါမှာသူရတ္တိဒေဝီနတ်သမီးကိုညတိုင်းပင်းခေါ်ရပါမယ်။ပင်းခေါ်တဲ့အချိန်မှာကြောက်ပြစ်မှာတနတ်ခါသွေးရင်နဲ့ပင်းခေါ်ရွတ်ဖတ်ရမယ်။မန္တန်ကတော့အုံသူရတ္တိစမေမာတာမာတာစမေသူရတ္တိအနုကမ္မံဥပါဒါယအာဂိစံတုအာဂိစီယအာဂိစီယအဲ့ဒီဂါထာကိုတတ်အားသမျှရွတ်ပြီးပင်းပြီးတော့အဲ့ဒီတနတ်ခါကိုမျက်နာနဲ့ကိုယ်လုံးတို့မှလိမ့်ပြီးအဲ့ရပါမယ်။ အဲ့ဒီတဏ္ဍခါကိုရက်ရပါမယ်46ရက်မောစဉ်ပြေကဏီမှာသူရတ္တိနတ်သမီးတပါးဟာ သူရတ္တိကိုစားလာပြီးငါ့ကိုဘာကြောင့်ခေါ်သနည်းဆိုပြီးအိမ်မက်ပေးပြီးမေးပါလိမ့်မယ်အဲ့ဒီခါမှာတင်းကိုခေါ်တာမဟုတ် သူရတ္တိနတ်သမီးကိုသာငါခေါ်တာလို့ပြန်ပြောရပါမယ်အဲ့ဒီခါမှာသူရတ္တိနတ်သမီးကြွလာပြီးဘာလို့ခေါ်တာလဲလို့မေးပါလိမ့်မယ်အဲ့ဒီခါမှာလူသမ ्या ကိုပြောပါ46ရက်မောအောင်တဲ့နေ့ရက်မှာ ဒေဝီဝတ်စားတစားဒီနဲ့ဒေဝီပွဲပြင်ပါပြီးရင် သူရတ္တိနတ်သမီးကိုပင်ခေါ်ပြီးအုံးကောက်ညင်းငပြောပပနှိုးတို့ကိုတင်းတင်းအောင် ပြင်ဆင်ပြီးတော့ကုနာကပေါ်ပြထားတဲ့အုံးမေတ္တာမေရီရာဇာအစချီတဲ့မန္တန်တော်နဲ့တရားရှိအုပ်မှန်ပြီးစားရပါမယ်အဲ့ဒီခါမှာရှိုးသုံးပါပြီးပါတယ်ရှိုးသုံးပါကတော့သဘတ်ရှိုးလူနာတတ္တဝအလုံးစုံချစ်ချင်းအဋ္ဌိရှိုးမိမများချစ်ချင်းယာဇရှိုး မင်းစိုးရစာအကြီးကဲဆရာသမားများချစ်ချင်းဆိုတဲ့ရှုသုံးပါပြီးစည်းပါတယ်အနုပိယလိုရာရပါတယ်စိတ်ကြံတိုင်းပြီးပါတယ်ပိယကိုလိုတယ်ဆိုရင် မော်သွင်းမန္တန်ကိုပဲနိုးပြီးရွတ်မယ်ဆိုရင်ပိယမှာ လိုသမျှရစီပါတယ်အလွန်ကောင်းပါတယ်သူရတ္တိအစာမော်ဖြစ်ပါတယ်ကျွန်ုပ်ကိုယ်တိုင်ပြုလုပ်ဖူးတဲ့အတွက်ကြောင့်တကယ်လည်းဖြစ်မြောက်တဲ့ဤဖြစ်ပါတယ်။အဲ့ဒီမန္တန်ကိုပဲမန္တန်လက်ဖွဲ့စီရင်လို့ရပါသေးတယ်။ အဲ့ဒီမော်သွင်းမှန်တန်ကိုမိမိရဲ့နေနံဂျိုသက်အလိုက်ကြေးပြားမှာအသွားပြန်ရေးရပါမယ်။ဥပမာတနင်္ဂနွေသားအတွက်စီရင်မယ်ဆိုရင်တနင်္ဂနွေဂျိုသက်6နှစ်ဖြစ်တဲ့အတွက်ကြောင့်အသွားအပြန်6ကြောင်းရေးရပါမယ်။တနင်္လာသားအတွက်ဆိုရင်တနင်္လာဂျိုသက်က15နှစ်ဖြစ်တဲ့အတွက်ကြောင့်အသွားအပြန်15ကြောင်းရေးရပါမယ်။တောက်ကြသားဆိုရင်21ကြောင်းအများဆုံးရေးရပါမယ်။အဲ့လိုရေးပြီးဂါထာရင်အင်းအဖျားဆိုတဲ့စကားအတိုင်းအရင်ကလိတ်ပြီးရင် ိန်ဝင်ချီနဲ့ဂျူတက်ကို6နှစ်မြောက်နင်းနဲ့စားပြီးရတဲ့အကျွင်းအတိုင်းပတ်ပါ။တုံညကျွင်းနေရင်9ပတ်ပတ်ရပါမယ်။ဥပမာတနင်္ဂနွေသားဆိုရင်ဂျူတက်6နှစ်ကို6နှစ်မြောက်36ရပါတယ်။နင်းနဲ့စားရင်18ကျွင်းပါတယ်။ဒါကြောင့်လက်ဖွဲ့တော်ကိုတိန်ဝင်ချီနဲ့18ပတ်ပတ်ပေးပြီးစီရင်ရပါတယ်။အဲ့နောက်ဂျူတက်ဂျူထိုးပါ။လက်ဖွဲ့ထိုးပြီးရင် ဲ့ဒီမော်သွင်းဂါထာနဲ့ပဲဒေဝီပွဲပြင်ပြီးတရားနဲ့ရှစ်အုပ်နသာ၅ပါးရေစိန်ပြီးစုပ်ပါနသာ၅ပါးရေမရရင်လေရေကိုရေမွေးပြန်ပြီးလက်ဖွဲ့ကိုစိန်ပြီးမန္တန်ကိုစုပ်ရင်လည်းရပါတယ်အဲ့ဒီရေကိုတော့တီးတန့်သိမ်းထားပါ ပြီးရကောင်းပါတယ်လက်ဖွဲ့တော်ရဲ့အကျိုးကလည်းပြီးရရှို့၃ပါးအလွန်တီးတာလာပါတယ်လက်ဖွဲ့ကိုစုပ်ကင်ပြီးအကြံစီတွေကြံစီပြုလုပ်ရင်လည်းအောင်မြင်စေပါတယ်လူတွေမကဘူးနတ်မြဘုံမစိုး ရုပ်ကစိုးတွေပါချစ်ခင်စေပါတယ်ဒါကတော့လက်ပွဲစီရင်နည်းဖြစ်ပါတယ်အလွန်အကျိုးပေးကောင်းတဲ့ပြည့်ရမန္တန်တော်ဖြစ်လို့ပညာဒါနမျှဝေပေးလိုက်ရပါတယ်